ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါကတော့ python script ရဲ့ loop ဆိုတဲ့ chapter အောက်ကရှိတဲ့နောက်ဆုံးအပိုင်းလေးပါနော် dimensional list and nest loop ဆိုတဲ့ nested loop ဆိုတဲ့အဲခေါင်းစဉ်လေးကိုဆက်ပြီးတော့လေ့လာတော့ပါမယ်အဲ့အတွက်ကျွန်တော်တို့ကပြီးခဲ့တဲ့ video မှာဖန်တီးခဲ့တဲ့အဲ script လေးကနေပြီးတော့ဆက်အောင်ပါနော်အဲ့တော့အပေါ်ကတော့မလိုတော့ဘူးဆိုတော့ဒါကိုကျွန်တော် save as ပွားလိုက်မယ် save ပွားပြီးတော့ define ကိုတော့ဘာလာမလဲဆိုတော့ dimension နဲ့ dimension နဲ့ list ပေါ့ elastic ကိုပဲပြထားလိုက်မယ် elastic ပတ်ထားပါတော့ the dimension နဲ့ list and uh, nested loop လို့ပြောတာပေါ့ okay တော့ဒီ byte မလို့ပေါ့လုတ်ချင်တာကဘာလဲဆိုတဲ့အခါကျတော့ hori ရှိနေတဲ့ point တွေပေါ့အပေါ်ကိုအဲနောက်ထပ် unit 20 မြောက်တင်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုတော့အရင်ဆုံး python script ကိုဖွင့်လိုက်မယ်ပြီးရင်ဒီ information ကိုဒီထဲကိုထည့်လိုက်မယ် okay ဒါရပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကို edit လုပ်မယ်ပေါ့ဗျာ edit လုပ်မယ်ဆိုရင် process အပြင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်နေကုန်လုံးကိုမလုပ်ဘူးဒါဆိုလို့ရှိရင် point list ဆိုတော့အာဒါဆိုလို့ရှိရင် pt အာ clients တွေပေါ့ဗျာဒါပေါ့ဗီဒီ list ကိုကျွန်တော်တို့ကပါပေးထားမလဲဆိုတော့ in in ဆိုပြီးတော့0ပေးလိုက်ရပြီ okay 0ပေးလိုက်မယ်ပေါ့နော်0ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာပါလာမလဲဆိုတော့ကျွန်တော်တို့ကအာဒီဟိုကနေပြီးတော့ပါလို့လို့ရမလဲဆိုတော့4ယူလိုက်မှာပေါ့နော်4 4 point in pd happy list ပေါ့ list ဆိုပြီးတော့ပေးလိုက်တော့ဒီနေရာမှာကျတော့မှဘာလာမလဲဆိုတော့ my point ပေါ့ my point is equal to ဆိုပြီးတော့ point point နဲ့ dot coordinate လာမှာပေါ့နော် coordinate လာမယ် coordinate မှာမှာ x y z ကိုယူမယ်ပြီးလို့ရှိရင်ဟောဒီ pt တဲကနေပြီးတော့ dot x comma pt dot y comma pt dot z plus 20ဆိုပါစို့ပြီးလို့ရှိရင်ဒီမှာ my output ကိုကျွန်တော်ကထုတ်ကြည့်လိုက်မယ်ဆိုတော့ run ကြည့်လိုက်မယ်အဲ့ဒါဘာရလဲဆိုတော့လောစရအပြင်သူဒီအာ for loops တဲ့ပေးထားတာဖြစ်တဲ့အတွက်ဒီတိုင်းတမ်းမပေးဘူးသူတို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့က uh, output slot လေးပေးရမယ် md slot လေးပြီးလို့ရှိရင်ဒီနေရာမှာပါလာမယ်ဆိုတော့ဟို uh ud pud output dot append ပေါ့နော် append ဆိုပြီးပေးမယ်ပြီးလို့ရှိရင်ဝင်စမယ်ပြီးလို့ရှိရင် my point ပေါ့ my point ဆိုပြီးပေးလိုက်မယ်ဟောဒီ append ကိုအေးအသေးထားမယ်ပြီးလို့ရှိရင်ဟောဒီ output ကိုကျွန်တော်တို့ကထုတ်လိုက်မယ်ဆိုပါစို့ run ကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာလည်းပြဿနာကရှိနေပါပြဿနာရှိနေတော့ PT list မှာပါပြဿနာရှိလဲမသိဘူးစာနဲ့ဖတ်ကြည့်လိုက်မယ်အဲ့တော့သူဒီပါပြောထားလဲဆိုတော့သူကအာ .x တို့ .y တို့ .z တို့ကို သူကပြီးလို့ပြရအောင်ဆိုတဲ့သဘောမျိုးပြောထားတယ်အဲ့ဒီ point တွင်လာတဲ့ဒီ point တွေပဲ point တွေပဲဒါပေမဲ့သူကဒါကို ဘယ် does not have the attribute x x y z မရှိဘူးတဲ့အဲ့ဒီပုံစံပြောလို့ဖြစ်တယ်အဲ့တော့ win to လာတာတွေကတော့ point တွေပဲဒါပေမဲ့ဒါကိုသူကမပေးဘူးပြင်တာပေါ့နော်ဒီသဘောရှိတာပေါ့ okay အဲ့လိုဘာလို့ဖြစ်ရသလဲဆိုတော့အကြောင်းရင်းကဘာလို့လဲဆိုတော့ hurry အแทမှာရှိတဲ့ information တွေဒီ list ထဲမှာ list ထဲမှာ list ရှိတယ်အဲ့ဒီ list ထဲမှာနောက်ထပ် list ရှိတယ်အဲ့ဒီ list အောက်မှာ point ကရှိတယ် point ဒီ level ဝါမှာရှိတယ်ကျွန်တော်တို့ဒီတိုင်းဆွတ်ထုတ်တဲ့အခါကျတော့သူဒီဟောဒီဟောဒီ level 3က information ကိုဆွတ်ထုတ်တာဆို level 3မှာကျတော့ဒီ list တွေပဲရှိတယ်ဒီ information မရအောင်တကယ်လို့ဒီကျွန်တော်တို့ဒီဘာရမလဲဆိုဒီထဲကနေပြီးတော့မှအာဘယ်လိုပြောရမလဲဒါကို flatten လုပ်လိုက်တယ်ဆိုတော့ဒါကို flatten လုပ်လိုက်တယ် flatten လုပ်လိုက်တယ်ဆိုတော့ပြီးတော့မှအဲ့ဒီ information ဒီထဲထည့်မယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်တော့ဖြစ်နိုင်တယ် အဲဆိုရင်တော့ဒီမှာဒါတွေတကုန်လုံးကြီးအပေါ်ရောက်သွားမယ်။ဘာလို့ဆိုတော့ဒါ flatten ဖြစ်တော့မှဒီတဲကိုရောက်သွားမှာ။ဒါပေမဲ့ထွက်လာတဲ့ information ကကြတော့ flatten လုပ်ပြီးသားထွက်လာတဲ့ information ဖြစ်တဲ့အတွက်ဒီ structure အတိုင်းရှိမနေဘူးပေါ့နော်။အဲ့တော့ဒီ structure အတိုင်းလည်းရှိနေခြင်းနဲ့ပြီးလို့ရှိရင် holy point တွေကိုလည်းမြှောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတဲ့အခါကျတော့တခြားတနည်းကိုသုံးအောင်ပါပေါ့နော်။အဲ့ဒီတခြားတနည်းကိုသုံးဖို့အတွက်ကျွန်တော်တို့ကဘာလာမလဲဆိုတော့ဒီနေရာမှာအာ holy note ရဲ့ အားလေးကိုကျွန်တော်တို့က sample အနေနဲ့ပေးနိုင်ကြည့်ရမယ်ဒီ process လေးတိုင်းသွားမယ် okay အဲ့တော့အဲ့အတွက်ဘာလုပ်မလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့က the list point ပေါ့နော် list point ကို list point ကို point list ကို point list ပဲထားဒီအောက်မှာကျွန်တော်မှဘာလာမလဲဆိုတော့ရင်ဦးဆုံးအနေနဲ့ဒီ structure ပုံစံတိုင်းသွားမယ်ဆိုတော့သူကဘယ်လိုလာမလဲဆိုတော့ okay အဲ့တော့ဒီနေရာမှာဘယ်လိုလာမလဲဆိုတော့ဒီဟိုအတွက်ကို point နဲ့မလားတော့ဒီမှာဘယ်လိုလာမလဲဆိုတော့ကျွန်တော်တို့ကဒီကောင်ကို ထပ်ပြီးတော့အောက်ကို under ဆွဲချမယ်အဲ့တော့ဒီနေရာမှာ p ဒီလိုထားလိုက်မှာပေါ့နော် pt l sd 1ပေါ့ lsd 1ကို hori ထဲကယူလိုက်မယ်ဒီလိုရှင်ဒီအောက်မှာ copy ထပ်ယူမယ် PTLSD2 ကို LSD PTLSD1 ကနေလိုက်မယ်ပြီးတော့မှနောက်ဆုံးကြတော့မှဟောဒီမှာ4ဘာလို့ဒါတွေအားလုံးကဒီ main list ကြီးတွေကနေပြီးတော့မှ list 1ကိုယူလိုက်မယ် list 1တဲကမှ list 1တဲကမှ list 2ကိုယူမယ်ဆိုတဲ့သဘောပေါ့ပြီးတော့မှဟောဒီ list 2တဲကမှာအာ4 point ကိုယူမယ် in uh, pd l rst 2ပေါ့ဗျာဟမ်ဒီလိုယူလိုက်မယ်ပြီးတဲ့ခါကျတော့မှာဟောဒီကောင်းတွေကိုဟောဒီအောက်ကိုပို့လိုက်မယ်ကဲဒါလေးကိုနည်းနည်းချဲ့လိုက်မယ်ဒီရောက်သွားပြီအဲခါကျတော့ဒါဒီ main output ဖြစ်မယ် main output ကအောက်မှာမှထပ်ပြီးတော့ခွဲမယ်အနေနဲ့ဘာဖြစ်လာမလဲဆိုတော့ output 1ဖြစ်မယ်ပြီးတဲ့အခါကျမှဒီမှာဘာဖြစ်မလဲဆိုတော့ output ဒီ2ဖြစ်မှာပေါ့နော် output ဒီ2ဖြစ်မယ် okay ဒါရပြီဆိုတော့ကျွန်တော်မှဟောဒီ output 2ထွက်လာမယ်သတ်တော့ဘာလဲဆိုတော့ဒီ main ဒီ list point နေအများကြီးတဲ့ point list ထဲကနေပြီးတော့မှကျွန်တော်တို့က point list 1ကိုအရင်ဆွတ်ထုတ်မယ် point list 1ထဲကနေမှ point list 2ကိုဆွတ်ထုတ်မယ် point list 2ရဲ့အောက်မှာမှဘာရှိမှလဲဆိုတော့ဟောဒီ2ရဲ့အောက်မှာမှဟောဒီ point တွေရှိမယ် point တွေယူပါမှာเนาะဒီပေါ်သွားတာအဲ့တော့ဒီရောက်ပြီဆိုတော့အောက်ဆုံးကဒီဘာဖြစ်မလဲဆိုတော့ဒါဒီ output 2ဖြစ်မှာပေါ့နော် output 2ဒီဘာဖြစ်မလဲဆိုတော့ my point ကိုယူမယ်ပြီးလို့ရှိရင် enter ခေါက်မယ်ပြီးလို့ရှိရင်အာသူ့ကို battery သွားမလဲဆိုတော့ဒီဘက်ကို backspace တီးသွားမယ် shift backspace တင်တယ် shift backspace မရဘူး Tengok dulu ya. Uh, step ku berapa step ku perlu tuan ni tak pernah. Tiga di awam apa? Di awam ya. Di awam. O U D P U D apa? Ma to A P P apa yang lama? Tu program itu ada biar mula kau nak mana? B O U D P U D apa? Dugo, sume. ဘန်ဘန်မှာနော်ပြီးတဲ့ခါကျတော့မှနောက်ဆုံး file နဲ့အနေနဲ့ဒါလေး copy ပြုလိုက်မယ်ပြီးရင်နောက်ထပ် line ထပ်လာမယ်ဒီနေ့3 4ထားမယ်ဒီနေရာမှာနောက်ဆုံး file နဲ့ hori output ကိုကျတော့မှဘယ်ရယူမလဲဆိုတော့ output 1ကိုအပန်းလုပ်လိုက်မယ်ပြီးတော့နောက်ဆုံး file နဲ့ဒီ output ထွက်လာမှာပေါ့နော်ထွက်လာပြီဆိုပြီးတော့ဒီချိန်လေးရောက်ပြီဆိုတော့မှကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့သူ့ကို run ခိုင်းလိုက်မယ်ဒီ20မြင့်နဲ့ run ခိုင်းလိုက်မယ်ဆိုရင် run ချလိုက်ရင်သူဒီ hori structure အတိုင်းပဲဒီဘက်ပုံစံအတိုင်း structure လည်းမပြောင်းဘူးကိုမြောက်ချင်တဲ့ level ကိုတန်းမြောက်လို့ရပါမယ်ဗောနော်ဒီပေါ်သွားတာဟောဒါကတော့ dive ဒါကျတော့ dimensional list ပေါ့နော်ဒါက dimensional list ခေါ်တာပေါ့ dimensional list နဲ့ nested အာ loops ကိုအသုံးပြုတဲ့အသုံးချနည်းလေးကိုကျွန်တော်တို့ဒီသင်ခန်းစာရဲ့ဒီ chapter ရဲ့နောက်ဆုံးအနေနဲ့ လေ့လာရတယ်ဗောနော်ဒီမှာဆိုဒါဒုတိယ list နဲ့သွားမယ်ဆိုရင်တွေ့သွားမယ်နဲ့3 4 5 6ပြီးတဲ့ခါကျတော့မှတတိယ list နဲ့ဆိုဒီလိုလာအဲသူက structure ချင်းကအတူတူပဲဖြစ်မယ်ဟောဒီမှာရှိတဲ့ point တွေကိုတစ်ခါတက်မြောက်လို့ရမယ်ဘာလို့အဲ့တော့တကယ်လို့ကျွန်တော်တို့ကဂျိုးပုံမှန်နေနဲ့မြောက်တယ်ဆိုရင်ပြဿနာပါဖြစ်လို့လဲဆိုတော့ဒီတိုင်းမြောက်လို့မရဘူးဘာဖြစ်လို့ဆိုတော့ဝင်လာတဲ့ information တွေဒီ listing နဲ့ဝင်လာတာ point နဲ့ဝင်လာတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က point တန်းယူလို့မရဘူးပေါ့နော်တန်းယူခြင်းကြောင့်မှာ flat တန်းခံပေးရတဲ့သဘောရှိတယ် okay ဒါကတော့ဒီ loop ဆိုတဲ့ chapter အောက်မှာကျွန်တော်လေ့လာမိသလောက်လေးပေါ့အချောအပြင်းပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့အာ for loops ပေါ့နော် for loops နဲ့ပတ်သက်ပြီးတော့ for loops ကို if statement နဲ့ကျွန်တော်တို့အသုံးပြုပုံလေးကိုလေ့လာခဲ့တယ် ီးတဲ့အခါမှာတော့ while loop ပေါ့ while loop မှာဆိုလို့ရှိရင်တော့ဘာရှိမလဲဆိုတော့ကျွန်တော်တို့ကအာ while loop နဲ့ပတ်သက်ပြီးတော့ဆိုရင်ဒီကနေ့တွားပြီးတော့ကြည့်လိုက်မယ်ပေါ့နော် while loops ဒါတော့ for loop ပေါ့ for loop နဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဘာတွေလေ့လာခဲ့သလဲဆိုတဲ့အခါကျတော့ for loops တဲ့မှာ if statement အဲဒီကောင်ကျတော့ for loops ကိုဒါရိုးရိုးရှင်းရှင်း basic သွားရတာပေါ့နော်ဒီ information တွေကိုစစ်သုံးပြီးတော့ထည့်ထားတာလေဒါ for loops ကတော့ရှင်းတယ် အဲပြီးတော့မှပါလာမလဲဆိုတော့နောက်တစ်ခုကကျတော့ while loop ပေါ့ while loops ကိုလေ့လာမယ်ဆိုတဲ့အခါကျတော့ while loops မှာအဲ while loops ကဘယ်နာမလဲဆိုတော့ဒါဒီမှာပေါ့နော်အဲ့လိုဘယ်လိုတည်ရောက်ပါ့မဟုတ်ဘူးတည်းဒီကောင်မဟုတ်ဘူးဟိုဘက်တော့လာမယ် while loop ကဒီကောင်ယူရမယ် okay while loops ကိုလေ့လာတဲ့အခါကျတော့ကျွန်တော်တို့ကဘာတော့တွေ့လဲဆိုတော့ဒီညမှာဆိုရင်ဒီအပေါ်ကကျတော့ဒါကျတော့ for loops နဲ့သွားတာလား ဝိုင်းနဲ့သွားမယ်ဆိုလို့ရှိရင်ကြတော့အဲဘာလာပါထရဲဆိုတော့ကောင်းတယ်ရဲသူမှ condition ပါလို့ပေါ့နော်အဲ့တော့ကောင်းကိုကျွန်တော်တို့ကပြန်ပြီးတော့ပိတ်ထားရတဲ့ကောင်း +1 နဲ့မဟုတ်လို့ရှင်အဲ့ process ရာဘရောမရမှာမဟုတ်ဘူးအဲ့တော့ while ကိုတုံးတဲ့အခါမှာကျွန်တော်တို့ကဒီ condition ကိုကောင်းနဲ့တွဲလာတဲ့အခါကျတော့ရှင်ဒီကောင်းကိုပြန်ပိတ်ဖို့လိုတယ်ဒါလေးကိုသတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ဘာကိုသွားလဲဆိုတော့ break ပေါ့နော်အာ open လုပ်လိုက် break နဲ့ continue ရှိရောက်သွားမယ်အ break နဲ့ continue မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟာဒီထွက်လာတဲ့ဒီ list ကိုဘယ်လို break လုပ်စဲဆိုတဲ့အကြောင်းเนาะဒီကနေပြီးတော့ကျွန်တော်တို့ဘယ်နံပါတ်ကနေရှိတဲ့ index ကနေ break လုပ်မယ်ဆိုတဲ့အကြောင်းရယ်ပြီးလို့ရှိရင်ဟာဒီကနေဘယ်လို continue ဘယ် i ဘယ် number ရှိတဲ့ item index ကိုတော့ဖြုတ်ပြီးတော့ channel ကိုတော့ set ပြီးတော့ continue တုံးမယ်ဆိုတဲ့အကြောင်းကိုလေ့လာခဲ့တယ်။အဲဒီနောက်မှာတော့အာကျွန်တော်တို့ဒီ lacing ပေါ့နော်။ဘယ်လိုသွားလဲဆိုတော့ဟောဒီ lacing ကိုသွားမယ်။ next step ပေါ့နော်ဒီကော lacing ပေါ့။ဟောဒီဒီရလာတဲ့ point တွေကိုကျွန်တော်တို့ဒီ dynamo ရဲ့ original node စီမှာပေးတဲ့ဒီ ဒီ cross product ဆိုတဲ့ lacing တိုင်းဒီဘာခေါ်မလဲ lace structure တွေရအောင်လို့ဘလို့ band လေးဆိုတဲ့အကြောင်းကိုအာဒီဟောဒီအာ nested loop တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့လေ့လာခဲ့တယ်အဲ့ဒီနောက်မှာတော့နောက်ဆုံးအနေနဲ့ dimensional list ပေါ့နော်ဒီ dimensional list ကိုရောက်လာတာပေါ့ dimensional list မှာကျွန်တော်တို့ဘလို့ဟောဒီထွက်လာတဲ့ဒီ point နဲ့ structure အတိုင်းရလာတဲ့ information တွေကိုကျွန်တော်တို့ဘလို့ ဒီက automatically yes ပဲထားပါတော့ရလာတဲ့ information တွေ GT point တွေရဲ့ structure DD performance list structure အတိုင်းကျွန်တော်တို့က value ကိုမြောက်ချတဲ့အခါမှာအဲဂျာမှာ flutter လည်းမသုံးညင်ဘူးဆိုတဲ့အတွက်ဒီ nested loops ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့လေ့လာခဲ့တယ်ပေါ့နော်ဒါကတော့အာဒီ chapter loop ဆိုတဲ့ chapter အောက်မှာကျွန်တော်တို့လေ့လာခဲ့တဲ့ခေါင်းစဉ်၅ခုပေါ့အဲလာမဲ့ အဲကောင်းစင်ကြရင်တော့ကျွန်တော်တို့ဒီ function တွေအကြောင်းလာမယ်ဒီ define လုပ်တဲ့အကြောင်းတွေကိုကျွန်တော်ဆက်ပြီးတော့လေ့လာမယ်ပေါ့နော် okay အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲလာမယ့် video ကြမှာပဲဒီဘာခေါ်မလဲဒီ function တွေနဲ့ function တွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာပါဦးမယ်အားလုံးပဲနောက် video တွေမှာပြန်ဆုံကြမယ်ကိုတော့ bye bye မှာ